အနာသိစီအုပ်စုဟာ2024နှစ်ကုန်ပိုင်းကစလို့ပါရာမိုတာဆက်သက်လေးတွေဒီအသုံးပြုပြီးမြန်မာနိုင်ငံနေရာအနှံပြားကိုပုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေပါတယ်။အထူးသဖြင့်ဆက်သက်လေးတွေကိုတုံ့ပြန်တိုက်ခိုက်နိုင်တဲ့လက်နက်အင်အားအားနဲ့အညာဒေသမန္တလေး၊စကိုင်းနဲ့မကွေးတိုင်းတွေပုံမူပြစ်မှတ်ထားတိုက်ခိုက်နေတာပါ။ဒါကြောင့်ဆက်သက်လေးတွေအသုံးပြုပုံကျဲတိုက်ခိုက်မှုတွေကိုကာကွယ်နိုင်ဖို့အကြံပြုချက်တချို့ကိုမျှော်ဝေလိုက်ပါတယ်။ပါရာမိုတာဆက်သက်လေးတွေဆိုတာပါလေ။ပါရာမိုတာဆိုတာ လေဒီနဲ့ဆက်အင်ဂျင်ကိုပေါင်းဆက်ပြီးရွေလျက်ပြန်တန်းနိုင်အောင်ပြုလုပ်ထားတဲ့ယာဉ်အမျိုးအစားဖြစ်ပါတယ်။ဆက်သက်လေဒီဟာလွယ်ကူစွာစီးနှင်းပြန်တန်းနိုင်တဲ့အပြင် အခြားအသာချက်တွေလည်းရှိပါတယ်။ဆက်သက်လေဒီရဲ့ပုံသဏ္ဍာန်အလုံးလုံးပုံနဲ့အသာချက်တွေအဝေးကကြည့်ရင်ရိုးရိုးလေဒီနဲ့စတူပါတယ်။လေဒီကိုအသုံးပြုပြီးစီးနှင်းသူရဲ့ကြိုးကုန်းမှာကြိုးပုတ်ပုံစံဆက်အင်ဂျင်တက်ဆင်ထားပါတယ်။အင်ဂျင်ကထုတ်လုပ်တဲ့စွမ်းအင်နဲ့လေထဲမှာရွေလျားနိုင်အောင်ဒလက်ပန်ကာရီအသုံးပြုထားပါတယ်။ ာရမူတာကိုအသုံးပြုပြန်တန်းနိုင်ဖို့အချင်းအနှဲငယ်တွင် လေ့ကျင့်သင်ကြားနိုင်ပါတယ်။ကွင်းပြင်လိုနေရာမျိုးကနေစတင်ပြန်တန်းနိုင်ပါတယ်။တတိထားရမယ့်အချက်တွေစက်သက်လေးတွေဟာအမြင့်ပေပင်လယ်မျက်နှာပြင်အထက်18000အထိမြန်နှုန်းအဖြစ်တနာရီမိုင်60လေးပါအထိပြန်တန်းနိုင်ပါတယ်။ဒါကြောင့်မျှော်လင့်မထားတဲ့နေရာတွေကနေရုပ်ပြည့်ပေါ်ထွက်တိုက်ခိုက်နိုင်ပါတယ်။လေရီရွယ်စားပုံမူတည်ပြီးကီလိုဂရမ်140အထိတည်ဆောင်းနိုင်တာကြောင့်လက်ပြုံငယ်တွေတမကအမြောက်ဆန်တွေအထိတည်ဆောင်းနိုင်ပါတယ် ဒါရီကိုလိုက်လာပါဆက်သက်လေးရီရဇက်အင်ဂျင်အတန်ကျေလောင်တာကြောင့်မြင်နိုင်တဲ့အကွာအဝေးမရောက်ခင်မှာပင်ဆက်တန်ကိုတတိထားမိနိုင်ပါတယ်ဒါကြောင့်အင်ဂျင်ဆက်တန်ပန်ကတလက်တန်ကြားရင်ပဝန်းကျင်ကိုလေ့လာပါခဏိုင်း60နေပါအထိမြန်စန္တာကြောင့်ထင်းမဲ့မထားတဲ့နေရာတွေကိုရုတ်တရက်အလင်းမြန်တိုက်ခိုက်လာနိုင်တာကိုသတိပြုပါစက်တက်လေးဒီဓမ္မမဟုတ်လေးဒီကိုမြင်ပါကဓမ္မမဟုတ်အန်တီရဲ့တတိပေးချက်ရတာနဲ့အခိုင်အမာတိဆောက်ထားတဲ့ဘုံကူကျင်တဲ့ပုံကိုပါ ခြေရွာတွေလူထုထက်တဲ့နေရာတွေနဲ့စင်ကြီးအခြေဆိုင်စခန်းတွေကိုဥပီတိုက်ခိုက်နိုင်တာကြောင့်အဲ့ဒါလိုနေရာတွေကိုသတိပြုရှောင်ရှားပါ